။ဦးကောင်လှုပ်ရင် သူတပားတို့ကိစ္စကိုဆောင်ရွက်ရချင်းကြောင့်စိတ်အနှောက်အယှက်တွေးရတတ်ပါတယ်။ဦးရည်ပြားလှုပ်မှုယောဂဝေဒနာအဖျားအနာဆွဲကတ်တတ်ပါတယ်။ငယ်ထိုက်လှုပ်မှုမင်းဆိုးရရတို့ကပူဇော်လာတတ်ပါတယ်။နှစ်ဖူးပြည့်လှောက်တော့ယာဒူးကုန်းတဲ့စည်းစိမ်ရမှာဖြစ်ပါတယ်။နှာခေါင်းလှောက်ရင်ချစ်သူခင်သူမိတ်ဆွေပေါ်များမှာဖြစ်ပါတယ်။အထက်နှာခေါင်းလှောက်ရင်မကျေနပ်ဖွဲ့ရစကားများပြောဆိုရမှာဖြစ်ပါတယ်။အောက်နှာခေါင်းလှောက်တော့ရက်ဝေးမြေချာကတရင်စကားကြားရတတ်ပါတယ် ်မေဖျားလှုပ်ရင်ချစ်ခင်သူနှင့်စကားများရတတ်ပါတယ်လက်ပင်လှုပ်တော့ကြောင်မြတ်ယတနာဝင်လာတတ်ပါတယ်ကြောကုံလှုပ်ရင်အဝတ်အထည်စင်မြင်စရာရမှာဖြစ်ပါတယ်နှလုံးသားလှုပ်တော့နှစ်သက်မြတ်နိုးဖွဲ့ရမင်္ဂလာတရင်ကြားရမှာဖြစ်ပါတယ်ချက်တိုင်လှုပ်တော့အမွေနှင့်ပျက်စီးဥစ္စာများရမှာဖြစ်ပါတယ်အင်္ဂါဇက်လှုပ်ရင်ဆုပ်ရော့လက်ပပူသွဲဝင်လာတတ်ပါတယ်ခါလှုပ်တော့သည်။သမ ्या တခုဥစ္စာလူရဲ့လူသူများပေါ်လာမှာဖြစ်ပါတယ် ကိုခန္ဓာလှုပ်တော့အိန္ဒူအိန္ဒာချင်းစကားများရတတ်ပါတယ်လက်ဘဝခြေဘဝလှုပ်တော့ကောင်းသောခရီးသွားရမှာဖြစ်ပါတယ်